တ်တယ်ဟုတ်တယ်ရစ်စင်များအရန်ယူခဲ့ရတာပေါ့သူကရိုက်တာဟိုကအဲ့ဘွားမှာတွားရိုက်တာလေသူရဲ့ကျုံမှာမှာတွားရိုက်ထားတာခါတိုင်းငွေဆောင်လို့ချောင်းသာလို့လိုမျိုးနေမှာတွားရိုက်တာမဟုတ်ပဲနဲ့တကယ်လှလဲလှတယ် location နဲ့တင်ချရှာပြီးတော့မှသူတို့တွေတွားရိုက်ခါကြတာသူကရေအတက်ကြမမှန်တာတွေရှိတယ်ခါလေရေတက်ချိန်ကြလို့ရှင်ရိုက်လို့မရဘူးပစီပြန်နေပြန်သိရေကျသွားပြီဆိုတော့ခါတိုင်းမှာပြန်ရိုက်ပြန်ဆိုအဲ့လိုဆိုတော့အဲ့ဒါတွေကလည်းခက်ခဲရှိတယ်အဲ့လိုမျိုးခက်ခဲကြကြနဲ့ရိုက်ထားတဲ့ဟာကိုဂျုံတင်ပြတာဖို့တွေ့မယ်အများကြီးဒါ try ခဲ့ရတာပေါ့နော် င်းမြစ်ကတော့ဟိုအကျန်းလေးရဆိုတော့အဲ၃လေးပါလို့ကြည့်ပြသွားပြီပေါ့နော်ဒီကားမကဒါ 3H production ကနေပြီးတော့ရုပ်ရှင်ဖြစ်နေရိုက်မယ်ဆိုပထမဆုံးဇာတ်ကားပေါ့နော်ပထမဆုံးဇာတ်ကားမှာအာကိုထွန်းရဲ့ဒါကိုအောင်ချက်လူရဲ့ idea ပေါ့သူ့ရဲ့ဇာတ်လမ်းပေါ်မှာသူဘယ်လိုပုံဖော်မလဲဆိုတော့သူကကိုထွန်းနဲ့ဇာတ်ကားပြောတယ်ပြီးတော့ကိုထွန်းအဲ့မှာသပင်းရှိန်သပင်းရှိန်နဲ့ဆိုတော့သူ့ရဲ့ပြန်ပြီးရိုက်တဲ့ရုပ်ရှင် ြောရင် covid တွေပါတွေပြီးသွားတဲ့နောက်ပိုင်းမှာ तू อ่ะ tv series တို့ကြော်ညာတို့တော့ရိုက်ကောင်းရိုက်တယ်ပေါ့နော်ဒါပေမဲ့ရုပ်ရှင်နေနဲ့တကားမှမရိုက်ရသေးဘူးအဲ့မှာရုပ်ရှင်နေနဲ့ပြန်ရိုက်တဲ့အခါမှာပြန်ထွက်လာတဲ့အခါမှာအရင်ရိုက်ကူးထားတဲ့ character တွေနဲ့ကွဲထွက်တဲ့ဟာနည်းနည်းထူးဆန်းတဲ့ဇက်ထူးဆန်းတဲ့တရုပ်ဆောင်မှုပေါ့နော်အဲ့ဒါမျိုးကိုသူဖြစ်ချင်တယ်ဆိုတော့ဒီဇက်လန်းလေးကိုဒါကိုအောင်ချမ်းနဲ့သူနဲ့တိုင်ပင်ပြီးတော့ဒါစီစဉ်လိုက်ကြတယ်စီစဉ်ပြီးတော့အဲ့ဒီကားမှာကျတော့ကိုထုံးကဒါပေမဲ့ချစ်ကြိုက်ကွညာ ရိုမန့်စ်ပါတယ်ဆိုရင်တော့မတာမန်ကိုတော့ဟိုအရင်တော့ရိုက်ကူးတယ်ငယ်တော့ရိုက်ဘူးနေရကားရေးရေလိုမျိုးရိုမန့်စ်မျိုးမဟုတ်ဘူးဆိုတော့အချစ်တဲ့ကွန်ညာထဲမှာမှာဆိုဘဝဆန်နဲ့လက်တွေ့ဆန်နဲ့တဘာဝဆန်နဲ့ item တွေအများကြီးတွေ့ရတယ်သူ character ဘာတွေပြောင်းလဲသွားလဲဆိုတော့ mood ပေါ့နော်အဲ့ဒီအချိန်မှာ thriller လို့တော့မှလည်းဒီ 3H ကြောင်းမှာပဲသူ thriller လို့ကြာတယ်ဒီ human ရောပဲမနီရလေကိုထုံးကိုမင်းသားထုံးထုံးဆိုတဲ့စိတ်မျိုးနဲ့သူမထားပဲနဲ့လောကကိုသူသူ့ပုံစံအတိုင်းပဲပေါ့နော် ဲ့လိုပဲကိုထုံးကလည်းဒီဥမတ်နေနဲ့လုတ်တဲ့ခါမှာအရန် chemistry သူတို့နှစ်ယောက်ကမိသွားတယ်မိသွားပြီးနှစ်ယောက်စလုံးကသဘာဝပိုကျသွားတယ်ပေါ့ဥမတ်နေကကျတော့သဘာဝကျတော့သူကရုပ်ရှင်တွေပိုင်းနဲ့ဝေးတဲ့နေရွာတွေကနေလာတာဆိုတော့ဟိုပြောရရင်ဘယ်သူလွမ်းမမှုမရှိပဲနဲ့လေသူသူကိုပိုင်း item လေးထွက်တယ်သူကိုပိုင်းအမူအရာလေးထွက်တယ်အဲအဲ့ဟာကိုပေါ်မှာကိုထုံးကလည်းကဘာတခုရှိရအတွက်သူကလည်းသူရုပ်ရှင် item တွားလုံးမှသူကြုံသွားမှာလေအဲသူကလည်းခိုင်းနေ live ဖက်ညီအောင်သူကလည်းတစ်ခါတစ်ခါပြန်လုတ်ပေးနိုင်တယ်ပေါ့ဒါအများကြီး ကိုအောင်ချမ်းလူကလေကိုအောင်ချမ်းလူကအာသူစိတ်ကူးထဲမှာရိုက်ရိုက်ချင်တဲ့ဇကားတွေရဖန်နေတဲ့ပုံစံတွေရှိတယ်ပေါ့နော်အဲ့ဒီရှိတယ်ဆိုပေမဲ့လည်းဘာပြောလဲမြမပိဋကတ်နဲ့မရင်းနှီးသေးတဲ့ဟာလို့လေးဖြစ်နေတယ်အဲ့ဒီတဲမှာမှဒီဇကားကလည်းမြမပိဋကတ်နဲ့မရင်းနှီးဘူးတကယ်ပြောရင်ဒီဒီဇကားမျိုးစားပိဋကတ်နဲ့စိတ်မရင်းနှီးဘူးအဲ့ဒီတဲမှာမှ ်ပရိသတ်လက်ခံလာအောင်သူစ조사ရတယ်ယုံလေးလက်ခံလာအောင်စ조사ရတယ်စဉ်းစားလူကြီးနဲ့အများကြီးညှိရတယ်အဲ့လိုညှိနိုင်ပြီးတော့သိချရိုက်ကူးသွားတာပေါ့နော်အများကြီးခက်ခဲရှိပါတယ်နှစ်နှစ်တောင်ကြာသွားတာကလေတချို့ဇာတ်ကားတွေရှိရယ်အော်စကာရတော့ရဲ့ဇာတ်ကားတွေတို့ပြီးရင်နိုင်ငံညာဇလန်းတို့တွေရှိရယ်အစုရတော့ရဲ့ဇလန်းတို့ကြီးလိုက်အရန်ပြင်းစရာကောင်းတယ်ကိုရီးယားတာမန်ပရိသတ်မြန်မာပရိသတ်အမြင်မှာပြင်းစရာကောင်းတယ်အဲ့တော့ ယုံနေရတယ်မြန်မာပရိသတ်ကိုမိတီးပြီးသူတို့ကလည်းပတ်စံရှာအားတာဖြစ်တဲ့အတွက်မြန်မာပရိသတ်အနေနဲ့ပြင်းစရာကောင်းတဲ့အခါဆိုသူတို့ကလည်းမတင်ပေးခြင်းအလို့ဖြစ်တာဒါမဲ့ဒါရီယာ quality မြန်မာရုပ်ရှင်ရဲ့ quality တခုမြင့်ဖို့အတွက်ဆိုတာကအများကြီးလိုအပ်တယ်အဲ့တော့ပရိသတ်ဆိုတာကတော့မရင်နေသေးတဲ့အသက်ဆန်းဆိုရင်တော့ခဏတော့မရင်နေဘူးပေါ့နော်ဒါရင်းနှီးအောင်လုပ်ပေးရမယ့်တောင်းမယ်ကိုလေးတောင်းဝင်ပေါ့အဲ့တော့ရင်းနှီးအောင်လုပ်ပေးရမယ့်ဒါပထမအောင်ဆုံးစလှမ်းတဲ့ခြေလှမ်းပေါ့ဟုတ် ဟုတ်တယ်ဟုတ်တယ် risk တွေအများအရန်ယူရတာပေါ့သူကရိုက်တာကိုကအဲ့ဘွားမှာတွားရိုက်တာလေသူရဲ့ကျုံမှမှာတွားရိုက်တာကခါတိုင်းငွေဆောင်လို့ချောင်းတာလို့လိုမျိုးနေမှာတွားရိုက်တာမဟုတ်ပဲနဲ့တကယ်လှလဲလှတယ် location လည်းတေချာရှာပြီးတော့မှသူတို့တွေတွားရိုက်ခါကြတာသူကရေအတက်ကြမမှန်တာတွေရှိတယ်ခါလေရေတက်ချိန်ကြလို့ရှင်ရိုက်လို့မရဘူးပစ္စည်းပြန်သိနေသိရေကျသွားပြီဆိုတော့ခါမှာပြန်ရိုက်ပြန်ဆိုအဲ့လိုဆိုတော့အဲ့ဒါတွေကလည်းခက်ခဲရှိတယ်အဲ့လိုမျိုးခက်ခက်ခက်ခဲနဲ့ရိုက်ထားတဲ့ဟာကိုဂျုံတင်ပြတတ်ဖို့အတွက်ပဲအများကြီးဒါ try ခဲ့ရတာပေါ့နော် ကိုရန်ဒိုက်တာအနေနဲ့ရိုက်ချင်တဲ့ဇာတ်လမ်းမျိုးစားရှိတယ်ဒါပေမဲ့အဲ့ဒါကလည်းအခုလိုပဲပေးသက်တဲ့သဟာတာကအများနဲ့သူတို့မြင်နေကြမဟုတ်တဲ့အတခုပဲအဲ့အတွက်လည်းအခု try နေပါတယ်စိန်ခေါ်မှုလည်းကြီးတယ်စိန်ခေါ်မှုအကုန်လုံးနဲ့ကြီးတာပေးသက်တဲ့မှာမဟုတ်ဘူးရုံရှင်နေနဲ့လည်းကြီးတယ်စင်စာနဲ့လည်းကြီးတယ်ထုတ်လို့သူအတွက်လည်းကြီးတယ်အများကြီးပဲဟောမရိုက်ချင်တဲ့ဟာကြာလို့ရှင်တော့လေဟိုရိုက်ကိုမရိုက်မရိုက်ချင်တဲ့စိတ်မျိုးဖြစ်တယ်ပေါ့နော်မရိုက်ချင်တဲ့ဇာတ်လမ်းမျိုးဆိုရင်လေဟိုဟိုကိုယ့်အစီကိုရောက်လာလဲပဲ ကောလေ့ကျရင်လူပဲလေနော်ဘတ်ဂျက်လိုနေတဲ့အချိန်တွေတော့ရှိရောရှိအောင်ဒါပေမဲ့အဲ့အဲ့လိုမျိုးလည်းမရိုက်ချင်ဘူးပေါ့နော်အဲ့လိုရောရှိအောင်ကိုယ့်ရဲ့ channel ဟာကိုရရအောင်စူးစမ်းနေတဲ့ကာလလေးမှာခက်ခဲတဲ့ကြံ့ကြံ့မှုတွေတော့ရှိအောင် ရုပ်ရှင်တလောကလုံးအမှုပညာအတိုင်းဝိုင်းတစ်ခုလုံးလိုချင်ခဲ့တဲ့အရာတစ်ခုရှိအဲ့ဒါ rating system အခုလူတွေကပြောကြတယ်မင်းတို့က18 plus ပဲရိုက်ကြတာလားဆိုတဲ့ဟာမှာမဟုတ်ဘူးအဲ့လို rating system မထားရင်ကလေးတွေအနေရရှိတယ်ဥမာတရေကားတွေတင်တယ်နိုင်ငံခြားကားတွေဆိုလည်းတင်တယ်သွေးထွက်တန်ရုပ်ကားတွေတင်တယ်လူသက်ကားတွေတင်တယ်ကလေးတွေမကြည့်တင်တာတွေအများကြီးပါဒါပေမဲ့ rating system လုတ်မထားတော့ကလေးတွေကကြည့်ပြီးတယ်အဲ့လိုမျိုးရှိရပေါ့နော်အဲ့ဒါကိုအရင်ကတည်းကနေပြီးတော့ကိုရီးယားဟိုဟိုတောင်းဆိုခဲ့တယ်ဒါပေမဲ့ ဟိုအချောင်းချောင်းလန့်ပေါ့နော်မရခဲ့ဘူးတောင်လေးကြန့်ကြခဲ့တယ်အခုဒီဟာက PG 13ဆိုပြီးတမင်တကာကိုထည့်လိုက်တာဒီမှာကအမြင်မတော်တဲ့ဟာလူတွေကပြောဂရင်မိုးကခါတယ်ဂရင်မိုးကအချောင်းကဘလောက် percentage ကနည်းနည်းလေးပဲပါတာဘာမှမရှိဘူးဒါပေမဲ့သွေးဆက်တန်ရိုးတွေရက်ဆက်တန်ရိုးတွေပါတယ်အဲ့ဒီဟာတွေပါတဲ့အခါကျခလေးတွေမကြည့်တင်ဘူးဒါကြောင့်မို့လို့ PG 13ဆိုတာပရိတ်သတ်ကိုလေးစားတော့အပြင်တက်ထားတာ rating system လုပ်တယ်ဆိုတာပရိတ်သတ်ကိုလေးစားလို့လုပ်တာ ပြည့်တဲ့ပေါ်စေတနာထားလို့လုပ်ပေးတာကောင်းတာပေါ့ဒါလမ်းစာအစပေါ့နော်နောက်ပိုင်းနောက်ပိုင်းဇက်ကားတွေလည်းအဲ့လိုမျိုးလေးတက်တက်နေလို့ထင်တယ်ကိုကားမှာပေါ့ဟိုအသက်အရွယ်ဆုံးကြီးလို့ရတဲ့ကားဆိုပြဿနာမရှိဘူးအသက်အရွယ်ဆုံးကြီးလို့မရတဲ့ကားမျိုးဖြစ်တဲ့ဆိုရင်ပြည့်တဲ့ပေါ်လေးစားသောအားဖြင့်ကလေးငယ်တွေပေါ့စိတ်တန်ရမပေးခြင်းအားဖြင့်ဒီ rating လေးနဲ့ PG 13 PG 15စသည်ဖြင့် 18စသည်မှာပေါ့နော်အဲ့လိုလေးတက်သွားစေခြင်းနဲ့ပေါ့ဒီလိုစိန်ခေါ်မှုတွေအများကြီးကြားရဲရနေနှစ်တိအများကြီးစောင့်ပြီးတော့မှယုံတင်ခွင့်ရတဲ့ဒီဇက်ကားလေးတွေအများကြီးအောင်မြင်စေချင်ပါတယ်အများကြီးလည်းအောင်မြင်ပါစေလို့ဆုတောင်းပါတယ်ဒီကားလေးအောင်မြင်ခြင်းအပြင်နောက်ထပ်နောက်ထပ်တက်လာမယ်အသစ်သစ်သောဖန်တီးမှုတွေကိုကြိုးစိုးရလာရောက်တဲ့အတွက်ဝိုင်းရန်ဝင်းရန်ပေးကြပါအားပေးကြပါလို့ပြောချင်ပါတယ်ရှင်